Hello အားလုံးမင်္ဂလာပါအခုတစ်ခါပြပြပေးသွားမှာကတော့နောက်ဆုံးကြံတဲ့ fire sign လေးပေါ့နော် fire sign လေးရဲ့အနာကခင်ပွန်းလောင်းအနာကဇနီးလောင်းလေးပေါ့နော် fire sign လေးကအကယ်၍ကြည့်ရသူလေးကမိကလေးဖြစ်တဲ့ဆိုရင်တော့အနာကခင်ပွန်းလောင်းလေးအဲအကယ်၍ယောက်ျားလေးဖြစ်တဲ့ဆိုရင်တော့အနာကဇနီးလောင်းလေးပေါ့နော်သူကဘယ်လို character လေးရှိလဲဘယ်လို energy လေးရှိလဲ အဲဘယ်လိုပုံစံလေးတွေရှိလဲစသဖြင့်ပေါ့နော်အဲ့ဒါလေးတွေကိုပြပြပေးသွားပါမယ်အရှိမာလဲ x sin water sin air sin sin သုံးခုကိုအမပြပြပေးသွားပြီဖြစ်ပါတယ်အကယ်၍အခုလာကြည့်နေတဲ့သူလေးတွေက fire sin လေးမဟုတ်ဘူးတခြားဒီကျန်တဲ့ sin သုံးခုတွေကတခုခုရှိဖြစ်တဲ့ဆိုရင်လည်းပဲအရှိမာဗီဒီယိုလေးတွေတင်ပေးထားပါတယ်တွေ့ကြည့်လို့ရပါတယ်နော် အဲ့တော့အခုတစ်ခေါက်ပေါ့နော် fire sign လေးတွေ fire sign လေးတွေဖြစ်ကြတဲ့ Aries Leo Sagittarius เนาะ Aries ဟာကို sign လေးတွေသိချင်အမပြပြပေးသွားမယ်เนาะအကယ်၍ Aries ပေါ့နော်မိသားရာသီပေါ့ March 27ကနေ April 19အတွင်းမွေးဖွားတဲ့သူလေးတွေက အဲ Aries ဘောနော်ယာတိကွင်းဖြစ်တဲ့မိသားယာတိဘွားဖြစ်ပါတယ်ပြီးတော့ Leo Leo ကကျတော့သိယာတိဘွားပေါ့နော်သိယာတိကွင်းကကျတော့ July 23ရက်နေ့ August 22ရက်ဒီမွေးဖွားသူလေးတွေကတော့ Leo ်ယာတီခွင်လေးတွေဖြစ်ပါတယ်အဲ့တော့ Sagittarius လို့ခေါ်တဲ့ဓနုယာတီဘွားเนาะဓနုယာတီဘွားလေးတွေကကြတော့ November 22ကနေ December 21အတွင်းမွေးဖွားသူလေးတွေက Sagittarius ဓနုယာတီဘွားလေးတွေဖြစ်ပါတယ်ဒီယာတီခွင်၃ခုဖြစ်တဲ့ Aries, Leo, Sagittarius Fire Sign လေးတွေရဲ့ နော်ဒါက future sports နဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်အကယ်၍ကြည့်နေတဲ့သူလေးတွေက fire sign လေးတွေဆိုရင်ဒီ video ဒီ video လေးကိုဆက်ပြီးတော့ကြည့်ပေးပါနော်ဒါက entertainment တစ်ခုအနေနဲ့ပဲပြပြပေးတာဖြစ်တဲ့အတွက်ကြောင့်အရင်တော့ serious မဖြစ်ပါနဲ့အကယ်၍ ကြည့်နေရင်နဲ့နားထောင်နေရင်နဲ့ပေါ့နော်အဲကိုနဲ့ RS လေးတွေရှိတယ်ဆိုရင်လည်းအာကိုရဲ့တစ်ဖက်လိုอ่ะဩဟုတ်ပါလားဒီလိုဒီလို character လေးတွေရှိပါလားဒီလိုပါလားဆိုရင်တော့ဒါอืมသိကြပြီဒါကတော့ကိုယ့်အတွက်လုံးဝကိုဒါအနာဂတ်ဖူးစာရှင်လို့ပြောရမှာပေါ့နော်အဲ့တော့ single လေးတွေဆိုရင်လည်းဒီလိုလူမျိုးอ่ะကိုယ့်ဘဝတွေကိုရောက်လာလိမ့်မယ်ကိုရဲ့ဖူးစာရှင်อ่ะဒီလိုပုံစံပါလားဆိုတာကို သိသွားရတာပေါ့เนาะအဲ့တော့ reading လေးကိုဆက်လိုက်ကြရအောင်เนาะอืมဒီမှာပေါ့เนาะမြင်ရတဲ့လောက်ကတော့ဒီတစ်ဖက်သူပေါ့เนาะတစ်ဖက်သူကအဲဒီ fire sign လေးတွေရဲ့ပေါ့เนาะဒီအနာဂတ်ဖူးဆောင်ရှင်ကอืมဘယ်လိုပြောရမလဲသူကအဲကိုယ်ပေါ်မှာကတကယ်ကို အမခံစားမိသလောက်ကတော့ romantic romantic love တွေနဲ့ပြေဝနေတဲ့သူတယောက်အာကို့အတွက်ဆိုရင်လုံးဝ supportive person တယောက်လိုမျိုးကို့အတွက်ကိုဖြည့်ဆည်းပေးမဲ့သူတိရမလားအာကို့အပေါ်မှာတကယ်တော့ချစ်ချင်းမြတ်တာရှိတဲ့သူအဲစသဖြင့်အဲ့လို energy မျိုးတွေကိုမြင်ရတယ်နောက်ပြီးတော့ကိုနဲ့အတူတူရှေ့ဆက်ပြီးတော့လည်းသူကအနာဂတ်ခရီးကိုသူကအဲ့လိုမျိုးပေါ့နော်ရှေ့ဆက်ပြီးတော့သွားခြင်းနဲ့အဲကိုနဲ့အခေတွေ့ဆုံလာခဲ့ပြီဆိုရင်လည်းပေါ့နော်ဒီလိုမျိုးတွေ့ဆုံမှုလေးက ထွေးဆောင်မှုလေးကိုသူကကွာဘယ်လိုပြောရမလဲဒီကံကြမ္မာကနေပေးလာတဲ့ဆုလက်လေးလိုမျိုးသူကတံဝိုးထားမဲ့သူမျိုးပေါ့နော်အဲ့လိုပုံစံ energy လေးကိုခံစားရတယ်နှစ်ယောက်ကြားမှာအဲတကယ်လို့တွေးဆောင်ပြီးသွားပြီဆိုရင်လည်းပေါ့နော်အဲ့လိုလူလေးတွေကနှစ်ယောက်ကြားမှာရှေ့ဆက်ပြီးတော့ blessing လေးတွေရှိလာလိမ့်မယ်နော်ကိုယ့်ရဲ့ဘယ်လိုပြောမလဲနှစ်ယောက်ကြားမှာ ဟိုဘယ်ပြအနာဂတ်ကပေါ့နော်ဒီပျော်ရွှင်စရာအနာဂတ်လေးတွေရှိလာလိမ့်မယ်ပေါ့နော်ဒါကတွေ့နေပြီးသားသူလေးတွေဆိုလည်းအဲ့လိုအနာဂတ်လေးရှိတယ်တကယ်မတွေ့ရသေးသေးသူလေးတွေဆိုရင်လည်းပေါ့နော်အဲ့လိုလူမျိုးတွေ့လာခဲ့ပြီဆိုရင်သူနဲ့ကတကယ်ကိုဟိုပျော်ရွှင်ရတယ်ပြောမှဆိုရင်တော့အမအန်နဂျီမှာကတော့ခံစားမိတာဆိုးမိတ်လို့အန်နဂျီမျိုးကိုခံစားရတယ်ပေါ့နော် တကယ်ကိုတယောက်ကိုတယောက်ဟို supportive energy လေးနဲ့တွားမှကွာနားလည်မှုတွေဖေးမှန်းမှုတွေမြစ်တာတွေပေါ့နော်စသဖြင့်အဲ့လိုမျိုး လေးရင်းနဲ့သွားမဲ့ connection တခုလို့ခံစားမိရေပေါ့နော်အဲ့တော့ soul mate လို့ connection မျိုးကိုခံစားမိတယ်ဒီလိုလူလေးတွေကကိုယ့်ဘဝတွေကိုရောက်လာလိမ့်မယ်တချို့လေးတွေဆိုလည်းရောက်လာခဲ့ပြီးရှင်ရှိမှာပေါ့နော်အဲ့တော့ဒီမှာသူ့ရဲ့ character လေးကိုပြောရမယ်ဆိုရင်တော့သူကလေးတိလာอืมနည်းနည်းတော့စီကင်းကြည့်တယ် အဲ့လိုပုံစံမျိုးလေးကိုမြင်ရတယ်နော်ဟိုဘယ်လိုပြောရမလဲကွာမှန်ရအောင်ဆိုရင်လည်းပဲပြောရတယ်တတိရှိတယ်ပေါ့နော်ဒီလို energy လေးနော် kind of sort energy ရอืมဘယ်လိုပြောရမလဲဆိုရင်ဟိုနှလုံးသားနဲ့အုံနှောက်ဆိုရင်အုံနှောက်ကိုပို့ပြီးတော့ဒီဦးစားပေးတတ်တယ်ရေရေပြက်သားတယ်ပေါ့ကွာသိတယ်မလားဒီရှိမှာဒီပေါ့နော် nine of energy ရကသူ့စီမှာချစ်ချင်းမြတ်တာတွေကတော့ရှိတော့ရှိတယ်ဒါပေမဲ့သူက ပေါ့နော်ဘယ်လိုပြောမလဲပုတ်ပြက်ပြက်လူမျိုးမဟုတ်ဘူးကွာတိရမလားပုတ်ပြက်ပြက်မိန်းကလေးဆိုရင်လည်းဟိုဘယ်လိုပြောမလဲအရန်ဟိုပုတ်ပုတ်ပြက်ပြက်နေတဲ့မိန်းကလေးမဟုတ်ပုတ်ပြက်ပြက်ပြက်ဆိုတာကနေတာထိုင်တာပြောတာမဟုတ်နော်တချို့လေးဆိုရင်စိတ် စိတ်နေစိတ်ထားလေးတွေကနည်းနည်းလေးပေါ့နော်ဒီလေးလေးနက်နက်မရှိတဲ့သူလေးတွေမရင်ချက်တဲ့သူလေးတွေရှိတတ်တယ်လေအဲ့တော့အဲ့အခုတစ်ဖက်လူကပေါ့နော်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်သူကရင်ချက်တဲ့ပုံစံမျိုးရင်ချက်တဲ့ energy ရှိတယ်ဆိုတဲ့ပုံစံမျိုးတခုခုဆိုရင်လေတေချာအုံနှောင်းနဲ့စဉ်းစားပြီးတော့မှလှုပ်ဆောင်တတ်တဲ့သူမျိုးအဲ့လိုပုံစံမျိုးဖြစ်တယ်လို့တော့အမကတော့ခံစားမိရဲ့ အဲ့တော့သူကဘယ်လိုပုံစံမျိုးလေးတွေဘယ်လိုလူမျိုးဖြစ်နိုင်လဲဆိုရင်ဒီမှာဒီဒီပေါ့နော်ဒီ Herofan Energy ရဆိုရင်တော့အမှခံစားမရသလောက်ကတော့အဲရုံးဆုံးကောင်းတဲ့မှာ Energy မိတာဆရာဆရာမကျောင်းဆရာမနောက်တစ်ဖက်လိုကကျောင်းဆရာဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ရင်ကျောင်းဆရာမဖြစ်ရင်ဖြစ်မယ်အဲ့လိုပုံစံမျိုးကျောင်းဆရာဆိုတာကွာသိတယ်မလားဟို ဟိုစဒီဒီအခြေခံအကြောင်းတွေမှာတင်နေတဲ့ဆရာဆရာမတွေတွေမဟုတ်ဘူးကွာဘလို့မှပဲဖြစ်ဖြစ်ကွာဒီမှာဥမာကွာတင်တန်းဆိုလဲတင်တန်းတစ်ခုမှာသူကလုံးဝ coach ပေါ့နော် လုံးဝအဲတင်တန်းကိုပို့ချတဲ့သူဆရာတယောက်လိုမျိုးအဲ့လိုမျိုးပေါ့နော်ဟိုကျောင်းဆရာဆိုပေမဲ့လည်းပဲအမပြောချင်တဲ့သဘောကဒီကျောင်းဟောစာတွေကိုပဲတင်နေရတဲ့ဆရာမျိုးကိုမဟုတ်ဘူးကွာဘလို့ပဲဖြစ်ဖြစ်အကြီးကဲတယောက်တင်တန်းမှာဆိုလဲတင်တန်းဘာတင်တန်းမှာဖြစ်ဖြစ်တစ်ခုခုဆိုလဲသူကဟိုတင်ချပေးရတဲ့သူအဲ့လိုပုံစံမျိုး ိုးเนาะအဲ့လိုပုံစံမျိုးပြောချင်တာအဲ့လို energy မျိုးခံစားမိရဲ့တစ်ဖက်လူရဲ့ဘယ်လိုပြောမလဲအလောက်ကိုင်းလိုပဲပြောအောင်ပါဗောနော်အဲ့လိုမျိုး energy မျိုးခံစားမိတယ်နောက်ပြီးတော့음နောက်ပြီးတော့ဘယ်လို energy မျိုးခံစားမိလဲဆိုတော့အ တကယ်လို့ပေါ့နော်ကုမ္ပဏီတစ်ခုမှပဲဖြစ်ဖြစ်ပေါ့နော်အလုပ်ကံတစ်ခုအဖွဲ့အစည်းတစ်ခုမှပဲဖြစ်ဖြစ်သူကဥဆောင်နိုင်တဲ့သူမျိုးပေါ့နော်တေချာလေးကိုလမ်းပြပေးနိုင်တဲ့သူမျိုးရဲ့အဲ့လို energy မျိုးခံစားမိရပြောချင်တာကတော့ကပညာရှိတဲ့အုံနောက်ကိုတေချာတုံးထက်တဲ့လူစားမျိုးပေါ့နော်အဲ့လို energy မျိုးအဲကရေတစ်ဖက်လူကယောက်ျားလေးဖြစ်တယ်ဆိုလည်းရင်းချက်တည်ငင်ပြီးတော့အဲ့လိုမျိုးပေါ့နော်တကယ်ဟိုတေတေချာချာလေးပေါ့နော်ပညာရှိရှိ ပြောပြောဆိုတတ်တဲ့သူမျိုးစဉ်းစားဆင်ခြင်တတ်တဲ့သူမျိုးမင်းကလေးဆိုလည်းအဲ့လိုမျိုးတည်ငင်ရင်းချက်တဲ့ သူမျိုးပေါ့နော်အဲ့လိုအနာဂျီမျိုးကို ခံစားမိတယ်อืมနောက်ပြီးတော့သူကဟုတ်တယ်ဘယ်လိုပြောမလဲစကားပြောရင်လည်းကွာတိတယ်မလားတိတိချာချာပြပြတတပြောတတ်တယ်အဲ logically ပေါ့နော်ဒီတိုင်းတမတမချာချာကွာတိတယ်မလားမျိုးပြောတတ်ဆိုတတ်တဲ့သူမျိုးဖြစ်တယ်အဲ့တော့ overall ခြုံငုံကြည့်လိုက်မယ်ဆိုရင်အဲ့လိုလူမျိုးကိုဘယ်လိုပြောမလဲတည်ငြိမ်နေရင်းကျက်တယ်ဉာဏ်ပညာရှိရစဉ်းစားဆင်ခြင်နိုင်စွမ်းနေလဲရှိတဲ့သူမျိုးကိုခံစားမိတယ် နော်အဲ့တော့အသက်အရွယ်အဖြစ်ဆိုရင်တော့အမခံစားမိတဲ့လောက်ကတော့နည်းနည်းကိုထက်တော့ကြီးမဲ့ သူလိုခံစားမိအကယ်၍ငယ်တယ်ဆိုရင်တောင်မှဒီလိုမျိုးရင်းကျက်မှုတွေတော့ရှိရဆိုတဲ့ပုံစံမျိုးကိုခံစားမိတယ်ပေါ့နော်အဲ့လိုလူမျိုးဖြစ်မယ်လို့မှတော့ခံစားမိတယ်ဒါကတစ်ဖက်ကယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဒီလို energy လေးတွေဒီလို character လေးတွေရှိတယ်နော်အဲပုံမှန်သင်ပြင်ရပြောမယ်ဆိုရင်တော့ခုနကပေါ့နော်အမပြောခဲ့တဲ့ character တွေနဲ့ဆက်ဆက်ပြီးတော့ကြည့်ကြည့်လိုက်ပေါ့ကွာသူ့ရဲ့သင်ပြင်ကဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီ smile လက်ချသလိုတည်ငြိမ်နေဆိုတဲ့ရင်းချက်တယ်ဆိုတဲ့ ပုံမှန်တင်ပြရပို့ပြီးတော့ဟိုပေါ်လွင်နေရပေါ့နော်ရုပ်ရည်အားဖြင့်ဆိုရင်တော့လေอืมအရင်ကြီးမချောလွန်အဲရုပ်ဘလိုမျိုးကြီးရုပ်ဆုံးနေတာမျိုးမဟုတ်ဘူးเนาะသိတယ်မလားကြည့်ပြောရှုပြောရှိပြီးတော့ကြည်ကောင်းတဲ့ရုပ်ရည်မျိုးလေးအဲ့လိုရုပ်ရည်မျိုးလေးကိုပိုင်ဆိုင်ထားတဲ့သူမျိုးဖြစ်တယ်လို့ခံစားမိတယ်အဲတစ်ဖက်ကအကြေးမိန်ကလေးဖြစ်တယ်ဆိုရင်လည်းပဲသူကအဲမာရုပ်ရည်ကောင်းတဲ့မှာရောက်လာတဲ့ energy ဆိုရင်ရှိလေးနဲ့ နော်ဆိုရင်ရှည်လေးနဲ့ကောင်းပါလေအဲ့လိုပုံစံမျိုးလေးကိုပို့ပြီးတော့ energy မိတယ်ယောက်ျားလေးဆိုရင်တော့อืมပစိုးဝတ်တဲ့တိုက်မျိုးပို့ဖြစ်တယ်ဒါမှအခုခံစားမိတဲ့ energy ရပြောတာပေါ့နော်ပစိုးဝတ်တဲ့တခါဘောင်းမီလည်းဝတ်ပါတယ်ဘောင်းမီလေးနဲ့ဆိုရင်လည်းသူကလည်းသူ smart ချက်ချက်ဖြစ်ပြီးမှပစိုးလေးကိုတတရရနဲ့ဝတ်တဲ့တိုက်မျိုးလေးအဲပစိုးလေးနဲ့ကိုကိုပေါ့နော်အဲအဲ့လိုပုံစံမျိုးလေးကိုအမခံစားမိရဲ့ဒါကတော့အမအခု ရေဒီယံဖတ်နေရင်းနဲ့ခံစားမိတဲ့ ပင်ပြင်လေးတွေနဲ့ပေါ့နော်ပုံစံလေးတွေကိုဖျက်ဖျက်ပေးတာဖြစ်ပါတယ်အဲ့တော့ကိုမအဲ့လိုလူမျိုးကိုပိုင်ဆိုင်ထားပြီဆိုရင်တော့ဒါကလုံးဝကိုပျော်ရွှင်စရာလေးတစ်ခုပေါ့နော် happiness energy လေးပေါ့ကွာအဲ့တော့သူနဲ့ဘလိုမျိုးလေးတွေတွေ့ဆုံနိုင်လဲဆိုတာကိုပြောရမယ်ဆိုရင်တော့ဒီမှာအော်ဒီမှာမြင်တဲ့လောက်ကတော့ကွာဒီကဒါအလုတ်ကင်ပဲထားပါတော့နော်အလုတ်ကင်မှာဆိုရင်အလုတ်တူတူလောက်ကြတာမျိုးသိတယ်မလားခုနကအမပြောလို့ကဒီအလုတ်ကင်တစ်ခုပေါ့နော်ကုမ္ပဏီပဲထားပါဆိုကုမ္ပဏီတစ်ခုမှာဆိုရင်အဖွဲ့အစည်းတစ်ခုမှာ ဆိုရင် तू ကခေါင်းဆောင်လေးနဲ့ပေါ့နော်အဲ့လိုမျိုးအဲဦးဆောင်ပြုရပြီးလုပ်တယ်ပြီးရင်ကိုနဲ့တူတူပေါ့နော်လုပ်တယ်ဟုတ်တူတူ project တွေပါတယ်ဆိုလည်းတူတူ လုပ်ကြရတယ်စသဖြင့်ပေါ့နော် အဲ့လိုပုံစံမျိုးလေးအလုတ်ကင်နဲ့ပတ်သက်ပြီးတော့အလုတ်ထဲမှာတွေးကြမဲ့ဆက်ဆံရေးမျိုးတွေလည်းဖြစ်နိုင်တယ်အဲအဲ့လိုပုံစံမျိုးလေးပေါ့နော်ဒီလို energy လေးကိုပုံမိတယ်တချို့လေးတွေကကျတော့ဒီမှာပေါ့နော်ဒီမှာ donation လေးတွေလုပ်တယ်ပေါ့နော်ပြောချင်တာတော့ကအလှတွေသွားတာတို့ပါတို့အဲ့လိုမျိုးပေါ့အလှတန်းပြုတဲ့နေရာတွေမှာတွေးဆောင်တာမျိုးတွေလည်းဖြစ်တတ်တယ်ဒါမှမဟုတ်ရင်အမခံစားမိတဲ့ energy ရဆိုရင်ဖျားဘူးထွက်ရင်းနေပဲဖြစ်ဖြစ်ခရီးထွက်ရင်းနေပဲဖြစ်ဖြစ်ဒီပေါ့နော်ဒီဖျားနဲ့သက်ဆိုင်တဲ့နေရာ ာမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးနေရာမျိုးလေးတွေမှာသူနဲ့တွေ့ဆုံတာမျိုးလေးတွေဖြစ်တတ်တယ်နော်ဒါကတော့ဒါမြင်ရတဲ့ energy လေးကိုပြောပြတာပေါ့နော်ဒါကအဲတချို့ဆိုလဲတွေ့ပြီးတာလဲဖြစ်နိုင်တယ်တချို့မတွေ့သေးရတဲ့သူလေးတွေဆိုလဲဒီလို energy လေးတွေ ਨੇ တွေ့နိုင်တယ်ဆိုတာကိုပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ဒါလေးကတော့ fire sign နော် fire sign ဖြစ်တဲ့ aries leo sagittarius တို့ရဲ့ အနာခက်ဖူးစာရှင်လေးကိုပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ဒါလေးကတော့အမအနေနဲ့ပေါ့နော်အဲဒီ general energy ဖြစ်တဲ့ကြောင့်အရင်ကြီးတော့ serious မဖြစ်ပါနဲ့ဒီ entertainment တစ်ခုအနေနဲ့သာနားထောင်ပေးပါနော်အဲ့တော့နောက်နောက်ကြရင်လည်းနောက်ထပ်ဗီဒီယိုလေးကြီးလည်းပေါ့နော်ဆက်ပြီးတော့ကြိုးစားပြီးတော့တင်ပေးပါအောင်မယ်အားပေးကြပါအောင်နော်ဒီဗီဒီယိုလေးရောဒီမှာပဲအဆုံးသတ်ပြစေနော်အားလုံးလည်းဂျင်းနဲ့ပျော်ရွှင်ကြမယ်လို့မျှော်လင့်မိပါတယ်သဘောကျတဲ့ဆိုရင် like and man လေးရင်းနဲ့အားပေးကြပါဦးเนาะကျေးဇူးတင်ပါတယ်ပပိုင်း